တည်ပေးထားပါတယ်ငါ10မိနစ်တော့တော့နေပြောချင်ပါတယ်ဆိုရင်ကျွန်တော်ပြောထားပါအဲ့တော့ဒီညဉ့်ဆိုင်နဲ့ NC နဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးနေနေကျွန်တော်တို့နိုင်ငံရဲ့အခြေအနေလေးပေါ့လေကျွန်တော်လည်းရတာ89နှစ်ကျော်ပြီဖြစ်ပြီးတော့လာမယ့်2028ဆိုလို့ရှိရင်နှစ်80ပြည့်ပါတော့ကျွန်တော်လူလာရဲ့ရတာဘာများပြည့်ပြည့်ဝဝခံစားရလဲပေါ့ဒါကျွန်တော်တို့ပြန်ကြည့်ဖို့လိုပါလိမ့် လူလိုက်ရကြရေဘယောဂမျိုးမျိုးတွေကြောင့်အခုထိတိုင်းပြည်မှာတိုင်းဒံပြည်သူတွေဒုက္ခဆင်းရဲမျိုးစုံနဲ့ကြိုးတုနေရတာဖြစ်ပါတယ်ကျွန်တော်အိန္ဒိယနိုင်ငံတွေပါဝင်တည်ငြိမ်ပြီးတော့တိုးတက်နေတဲ့နိုင်ငံမှန်းနဲ့နှိုင်းရှင်ကြည့်နိုင်ပါတယ်ကိုနဲ့အင်အားတူတဲ့ကိုနဲ့လူကြီးအပြင်တူညီတဲ့အကြံအဝါအပြင်တူညီတဲ့စီဝါရေးအပြင်တူညီတဲ့နိုင်ငံတွေနဲ့နှိုင်းရှင်ကြည့်မှုဆိုတော့ကျွန်တော် နောက်ကြကြံခဲ့တော့တွေ့နိုင်ပါတော့ဒါပါလဲဆိုရင်တော့စောစောကကျွန်တော်တို့ကျွန်တော်မေခွန်းမှလည်းပါပါတယ်ဒီတင်းပြပဘယောကအမျိုးမျိုးကြောင့်အဲကျွန်တော်တို့ဒီလိုဒါဖြစ်လာခဲ့တယ်ဆိုတာကိုကျွန်တော်တွေ့ပါတယ်အဆိုးဆုံးကတော့အားနဲ့ကျအရှိဆုံးကတော့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေထဲမှာအသိပညာတက်ပညာအတိုင်းပညာအားနဲ့နေတာဆိုတာလေကျွန်တော်တို့တွေ့ပါဒါလဲလူရည်နဲ့အိမ်ကြောင်းစာ တကောင်စင်းကောက်တဲ့အချိန်မှာဒီမှာအကုန်လုံးပေါ်ပါတယ်ဒီချက်လေးတွေကြည့်မယ်ဆိုရင်ဒါသင်္ကန်းစာဒါကြီးမားစွာကျွန်တော်တို့ပေးထားတာကိုကျွန်တော်တွေ့ပါတယ်လွတ်လပ်ရပြီးမရခင် အချိန်ပေါ့နော်လွတ်လပ်ရချင်ဆုံးရှုံးမှုကာလနော်ဒီဘက်လွတ်လပ်ရပြီးတော့ဒီဘက်ကာလပေါ့ပြန်ကြည့်ခစ်တဲ့သမိုင်းကြောင်းပြန်ကြည့်လို့ရှိရင်လေကျွန်တော်ပြီးခဲ့တဲ့ညဉ့်ညိုင်းညီလာပါနဲ့ကျွန်တော်ပြောခဲ့ပါတယ် ကျွန်တော်ရှင်ကြီးဘာလဲဝင်ခဲ့တယ်ရှင်ငယ်ဘာလဲဝင်ခဲ့တယ်ကျွန်တော်မျိုးစုံကျုံတွေ့ခဲ့ရပြီးဒါတော့သင်္ကန်းသာယူပြီးတော့ကျွန်တော်1980ခုနှစ်ဒီမိုကရေစီနဲ့ပတ်သက်ပြီးတောင်းဆိုမှုတွေလုပ်တဲ့ချိန်မှာပြည်သူကနေပြီးတော့ပါတီဆိုဒီမိုကရေစီကိုတွားကျင်တယ်လို့ပြောတော့တဲ့ကြောင့်အဲဟုတ်ပြီအဲဒါဆိုရင်လည်းပြည်သူရဲ့ဌာနဖြစ်တဲ့ပါတီဆိုဒီမိုကရေစီစနစ်ကိုကျွန်တော်တို့အခုရအောင်တွားကြတာဖြစ်ပါတယ် ်တကယ်ပါလေပါတီတိုဒီမိုကရေစီနဲ့ပြည့်စုံတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးလို့ကျွန်တော်သွားပါဒါလည်းတမတော်နေပြီးဥဆောင်ပြီးလုပ်ပေးခဲ့တာဖြစ်ပါအဲ့ချိန်တော့အဲ့အချိန်တော့ရှိခဲ့တဲ့အချိန်ကြီးရပါလေဒီအခြေခံဥပဒေကျွန်တော်ရေးဆွဲခဲ့တော့ဖြစ်ပါဖြစ်တဲ့အတွက်ကြောင့်အဲဒါကျွန်တော်တို့ပြည့်ပုံဖို့လိုအပ်တယ်ဆိုတာကျွန်တော်နားလဲပါအဲ့တော့ကျွန်တော် ဒီ2020ခုနှစ်နိုင်ငံရဲ့တာဝန်ယူပြီးတဲ့အချိန်မှာဒါတိုင်းသားနဲ့တကအဖွဲ့အစည်းတွေနိုင်ငံရေးပါတီတွေနောက်သုဆုံတည်သူဆွထားတဲ့ပုဂ္ဂိုလ်တွေနောက်ကျွန်တော်ရဲ့ကျွန်တော်ကိုယ်တိုင်တော်တော်ကောင်းကျွန်တော်ရဲ့ကုသလကုသလေများနဲ့တော်တော်ကောင်းအချိန်ချင်းတွေ့ဆုံဆွေးနွေးပြီးတော့မှကဲဟုတ်ပြီအခြေခံဥပဒေတွေပြင်ဖို့တဲ့ကျွန်တော်တချို့အရင်ကျွန်တော်သဘောတူညီချက်ကိုပေးပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဖြစ်ချင်ပါတယ်ကျွန်တော်ကိုယ်ရဲ့ကျွန်တော်ရဲ့စံတာကတိုက်ပြီးအေးချမ်းပြီးတော့မှတိုးတက်ခြင်းနဲ့တိုက်ပြီးဖြစ်ချင်တယ် ဘာလို့ကျွန်တော်နှောက်ကြချင်ခဲ့ရလဲ။ဒါကြောင့်ဖြစ်နေတာကျွန်တော်တို့ကလုပ်ပေးမယ်။တိုင်းသားနဲ့တက်ဆိုင်ရတက်ဆိုင်ရပုံကူများလည်းဟဲ့ဖြစ်နေတာကိုပဲပြောဖို့လုပ်ကြဖို့ဒါပြောချင်ပါလား။မဖြစ်နေတာလည်းရှောက်ပြောပြီးတော့ကအလုပ်နေလို့မရပါဘူး။နော်။ဒါကြောင့်ကျွန်တော်တို့ဒါကိုလေဟဲ့လားဥတီချက်မှန်ကန်စွာနဲ့လုပ်ဖို့ကျွန်တော်လိုအပ်ပါတယ်။ဒီမှာလည်းကုနာ အဲကျွန်တော်တို့ဒီတိုင်းရင်းသားကနေပတ်သက်ပြီးတော့တောင်းဆိုချက်တွေလုပ်တဲ့အခါမှာနိုင်ငံရေးအစီအမင်းဖြစ်တဲ့လွတ်တော်ပေါ်မှာပြောနိုင်တာတော့အကောင်းဆုံးဖြစ်ပါဒါကြောင့်ကျွန်တော်စပြီးတော့ဒီဟာနဲ့ပတ်သက်စဉ်းစားတဲ့အခါမှာအဲဒီအချို့ကြကိုစားပြုစနစ်အဲဒီသွားဖို့ကျွန်တော်တို့ကကျွန်တော်ဒီဇာလေးကျွန်တော်စဉ်းစားခဲ့ပါအဲတော့ကျွန်တော်ပြီးခဲ့တဲ့ဟလာဒီရွက်ကွက်ပဲရတာတွေကိုတော့အသုံးတက်ပြီးတော့မှဒါပေမဲ့ရွက်ကွက်ပြလို့ရှိရင်တော့ဒါ ရုပ်ကောက်ပဲပုံစံလေးပြောင်းလို့ကြမယ်ဆိုပြီးကျွန်တော်တို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒါလည်းပါတီနိုင်ငံရေးပါတီတွေအားလုံးသဘောတူညီချက်နဲ့လုပ်တာဖြစ်ပါတယ်။အဲတော့ဒါမှဒီဇင်ဘာ28ရက်နေ့မှာရုပ်ကောက်ပဲကျွန်တော်လုပ်ပါမယ်။စီရင်ပေးထားတဲ့အားလုံးပေါင်းဝင်ဖို့တဲ့အားလုံးပေါင်း58ပါတီရှိပါတယ်။တနင်္ဂနွေလုံးဝင်ပြိုင်မှာ6ပါတီနောက်တော့ကပြည်내တိုင်းဒေသကြီးတွေမှာဝင်ပြိုင်မှာ59ပါတီ58ပါတီရှိပါတယ် ကျွန်တော်တို့စစ်စစ်လို့စစ်စစ်ဖို့အတွက်အဲ့ဒါကျွန်တော်တို့တက်ဆိုင်ဝန်ကြီးဌာနတွေရောက်ရှိလာတဲ့ဆင်းရဲကြည့်တဲ့အခါမှာတော့ကုသရလောင်း900ကျော်ကျွန်တော်တို့ရှိပါတယ်။အဲ့ဒါနည်းနည်းတချို့အားဖြင့်လေအဲ့ဒါအချမ်းမြင့်ကြည့်တဲ့အခါမှာလည်းအတန်ပြေကြောင်းနဲ့ပတ်သက်တာတို့တခြားကိစ္စတွေနဲ့ညီဆွနာတွေ့တဲ့အခါကျတော့တချို့အားလည်းအပြောင်းလဲတော့ဒါရှိနေပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်တို့ဒီရုပ်ောက်ပွဲတော့ဟိုတော်တော် အားကောင်းတဲ့ယူကောဘတ်တခုဖြစ်မလို့ကျွန်တော်တို့ပြောလို့ပါတယ်ကျွန်တော်ကူရတီရောအားပေးပါတယ်နော်လောက်ကြပါကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတဲ့ free and fair ဖြစ်တဲ့ယူကောဘတ်ဖြစ်ကိုဖြစ်ရမယ်ဆိုပြီးကျွန်တော်ပြောပါတယ်ပြီးခဲ့တဲ့ယူကောဘတ်၃ရက်မှာအတွေ့အကြုံရမဲမတမမှုတွေဖြစ်ခဲ့တာဒီဟဲ့ဒီမဲလက်မှတ်နဲ့ပြီးတဲ့ဟာမှာ တော်တော်လေးပြဿနာတက်ပါတယ်နော်ကျူတင်မဲတွေမှာပြဿနာမျိုးစုံတက်ခဲ့ပါတယ်ဒါကြောင့်ဒီဟာကိုဒါတွေမဖြစ်အောင်ဆိုပြီးတော့မြန်မာ electronic voting machine ကျွန်တော်ကိုယ်တိုင်မဲ့ဒါအကြိမ်ချင်းစစ်စစ်ပြီးတော့မှဒီတိုင်းလောက်ပါပတ်စံကုန်ယူလဲကုန်စီဆိုပြီးတော့ကျွန်တော်တို့တာဖြစ်ပါတယ်ဒါမနေ့ကတက်ဆိုင်ပုံကိုတချို့လည်းကျွန်တော်ပြပါတယ်နော်ဘလို့မှမဲလင်းစားအကြောင်းမရှိပါမတမမို့လို့စားလုံးနေတာအကြောင်းကိုမရှိဘူးကျွတ်တိမဲလည်းကန့်တက်ချက်တွေမျိုးစုံကျွန်တော်လုပ်ထားပါတယ်ဒါကြောင့်ဒီဟာတော့အဲ့ဒါရုပ်ောက်ပဲတော့အောင်မြင်တဲ့ရုပ်ောက်ပဲဖြစ်နေမယ်လို့ဟုတ်လားအဲ free and fair ဖြစ်တဲ့ရုပ်ောက်ပဲဖြစ်နေမယ်လို့ကျွန်တော်ယုံကြည်ပါတယ် ကျွန်တော်တို့ပထမကြိမ်မှာတော့102မြို့နယ်ပေါ့ဒုတိယကြိမ်မှာ100ကျွန်တော်လုပ်ပါပါကျန်တဲ့မြို့နယ်တွေကတော့အဲ့ဒါတတိယကြိမ်မှာကျွန်တော်လုပ်ပါပါရန်နုံပြည့်တော့မရဘူးဆိုတော့ဂျူတင်ကျွန်တော်ဝန်ခံထားပါနော်ရန်နုံပြည့်တော့ရုပ်ကောက်ပွဲ300လို့မှလည်းရန်နုံပြည့်မလုပ်နိုင်ခဲ့ပါဘူးရုပ်ကောက်ပွဲကိုရန်နုံပြည့်မလုပ်နိုင်တော့မှကျန်တဲ့အကြောင်းမျိုးမျိုးကြောင့်မလုပ်နိုင်တဲ့ရုပ်ကောက်ပွဲကိုလည်းနောက်လာမဲ့အစိုးရနဲ့ရုပ်ကောက်ပွဲကော်မရှင်နေပြီးတော့ ဒါကြားပြရုပ်ကောက်ပဲလုပ်တဲ့ခါကျရင်ဒါဖြည့်ဆည်းပြီးတော့မှဒါအလုံးပြည့်စုံအောင်လုပ်ဖို့ကျွန်တော်တို့ဒါလည်းစဉ်းစားဆားတယ်ဆိုတဲ့အကြောင်းလေးလည်းကျွန်တော်ပြောလို့ပါအဓိကတော့ကျွန်တော်တို့ဟာကျွန်တော်တို့နိုင်ငံတော်ကပြည်သူရဲ့ရွေးချယ်တဲ့လမ်းကြောင်းဖြစ်တဲ့ဒါဒီမိုကရေစီလမ်းကြောင်းပေါ်မှာခိုင်မာမာရပ်တည်ဖို့လိုအပ်ပါတယ်ဒါကိုကျွန်တော်စူးစမ်းမှာဖြစ်ပါတတ်မတော်ဒီပေါ်မှာအပြည့်အဝရပ်တည်ကြောင်းဒါကျွန်တော်တို့ပြောလို့ပါနော်ဒါမှလည်းနိုင်ငံတော်တိဆောက်တဲ့အခါမှာ ထက်သွင်းစစ်ဆန့်မဲ့အချက်တရားနိုင်ငံတော်တမိုင်းကြောင်းပေါ့နိုင်ငံတော်တမိုင်းပေါ့နောက်ပြီးရင်ဖြတ်တန်းလာခဲ့တဲ့တမိုင်းပေါ့နောက်ပထဝီနိုင်ငံကြီးပေါ့ကပထဝီနိုင်ငံကြီးကတော်တော်လေးကြီးကြီးပါကျွန်တော်တို့နိုင်ငံနဲ့ထိဆက်နေတဲ့အထက်မှာအင်အားကြီးနိုင်ငံဖြစ်တဲ့ရတူပြည်သူ့သမ္မတနိုင်ငံနဲ့အိန္ဒိယသမ္မတနိုင်ငံတို့နှစ်ခုရှိပါလူဝိရနိုင်ငံရဲ့အနေထားရအရွေစားရ စီဝါရေးရဘလို့ကဏ္ဍအပဲကြီးကြီးကဘာမှအဲအကြီးဆိုအုပ်စုတွေမှာဗားတဲ့နှစ်နိုင်ငံနဲ့ကျွန်တော်တို့နိုင်ငံပဲကြီးထိဆက်တဲ့နိုင်ငံဖြစ်ပြီးတော့နိုင်ငံရေးစနစ်မတူညီတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ဒီပေါ်မှာကျွန်တော်တို့ဒါမမကန်ရက်တည်နေပြန်ဖို့ကျွန်တော်တို့က